အားလုံးပဲမင်္ဂလာပါခင်ဗျာ။အွန်လိုင်းဇူးထံမှာတစင်ရင်ဖွင့်စာအစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့အစီအစဉ်လေးမှာပေးပို့လာတဲ့ဆာလွန်ရှင်လေးကတော့ညီလေးတယောက်ကနေပြီးတော့ TikTok အကောင့်ကနေပေးပို့လာတာဖြစ်ပါရစေ။ဒီညီလေးရဲ့ဆာလွန်လေးကတော့အကိုခင်ဗျာတဲ့။အကိုရဲ့ဆာလွန်လေးတွေကိုအမြဲတမ်းနားထောင်ဖြစ်ပါရစေ။ညီလေးဒီကနေ့ရင်ဖွင့်ကြတာကတော့တဲ့။ချစ်တဲ့စိတ်တွေကုံသွားရင်ရောဘယ်လိုဆက်လုပ်ရမလဲတဲ့။တစ်ဖက်လူကချစ်နေသေးပေမဲ့လေကိုကဆက်မချစ်နိုင်တော့တဲ့အခါမျိုးမှာ ဇန်နဝါရီကညှိနှိုင်းပြီးလို့ရင်အဆင်ပြေနိုင်ပေမဲ့ချစ်တဲ့စိတ်တွေမရှိတော့တဲ့အခါမှာအဲ့ဒီတစ်ခုကြောင့်ပဲဘလို့မှအဆင်မပြေနိုင်လို့ပါတဲ့တဖက်လူအပေါ်ကလည်းဟန်ဆောင်ပြီးတော့အချစ်တွေမချစ်ပြပေးကြတော့ပါဘူးတဲ့အဲ့တော့အာညီလေးရဲ့စလွာအရာဆိုလို့ရှင်တော့ညီလေးကအဲတဖက်လူကိုချစ်နေတယ်ဆိုတာတက်တဖက်လူကချစ်နေတာကိုမချစ်ချင်တော့တာပေါ့နော် ကိုကသူနဲ့အရင်တော့ငါချစ်သူကြီးစားတွေတရားဝင်တရားနဲ့တရားချစ်ကြိုက်ကြတဲ့သူတွေဖြစ်ရင်ဖြစ်နိုင်တယ်ပေါ့နော်အခုနောက်ပိုင်းမှာလူတွေဆိုတာကစိတ်တည်ပြောင်းလဲနိုင်တယ်လीအမျိုးမျိုးပြောင်းလဲနိုင်ကြတယ်အကြိုက်တွေလည်းမတူကြတော့ဘူးဆိုတော့ဒီငီလေးရဲ့ချစ်သူအပေါ်မှာမချစ်နိုင်တော့တာလည်းဖြစ်နိုင်တယ်ဒါကလည်းအာတဘာဝကြပါတယ်လူတွေကအမြဲတမ်းဒီတယောက်ကိုချစ်နေရမယ်လို့လည်းအဲမရှိဘူးပေါ့နော်ဒါပေမဲ့ဒါကအဲ တူနဲ့တူတော့မတူညီကြဘူးပေါ့နော်တချို့ကျတော့ဒီတယောက်ကိုပဲဆွဆွမြင်းမြင်းချစ်သွားနိုင်တဲ့သူတွေရှိတယ်လို့တချို့ကျတော့လည်းအဲအဲ့လိုမျိုးပြောင်းလဲတတ်တာတွေလည်းရှိကြတယ်ပေါ့နော်ဒါကညီလေးကိုလည်းအပြစ်ပြောလို့မရဘူးပေါ့နော်အဲ့တော့သူ့ကိုကိုကမချစ်နိုင်တော့တဲ့အခါကျရင်ကိုကစဉ်းစားရမှာနှစ်ချက်တော့ရှိတယ်ပေါ့နော်သူနဲ့ကိုနေရတဲ့ဝင်တရဝင် လက်ထက်ယူထားပြီးသားသူတွေလားဒါမှမဟုတ်ရင်ခုလောလောဆယ်အဲချစ်သူကြီးစားတွေလား ဒါမှမဟုတ်ရင်အဲသူနဲ့ကိုနေကတရားဝင်တော့မဟုတ်ဘူးအတူတူနေကြတယ်အဲအဲ့ဒီလိုမျိုးလားအဲ့လိုဆိုလို့ရှိရင်တော့ကိုကတောင်းဝန်ယူရမယ့်အပိုင်းတွေရှိတယ်ပေါ့နော်သူ့ကိုလက်ထပ်ယူထားတယ်ဆိုလို့ရှိရင်တော့ခလေးမရှိသေးဘူးဆိုရင်တော့ငါနှင်းကိုမချစ်နိုင်တော့ဘူးငါတို့လမ်းခွဲကြမလားအဲအဲ့ဒီလိုမျိုးပုံမွလင်းလင်းဆွေးနွေးတိုင်ပင်ရမှာပေါ့နော်မချစ်နိုင်တော့ဘူးဆိုလို့ရှိရင်လည်းမချစ်နိုင်တော့တဲ့အကြောင်းတရားဝင်ပုံမွလင်းလင်းပြောပြလိုက်ပါအဲ့ဒါမှသာနှစ်ဦးနှစ်ဖက်ကစိတ်တွေပေါ့သွားမယ် ပြီးရင်အဲရှေ့ဘယ်လိုဆက်ရမလဲဆိုတာကိုတယောက်နဲ့တယောက်ကစဉ်းစားကြမှာပေါ့နော်အဲ့ဒီလိုမျိုးကိုကမချစ်နိုင်တော့တဲ့ဟာယူအောင်ဤပြီးတော့အဲနေနေရတာထက်စာရင်ဖွင့်ပြောလိုက်တာကနှစ်ဦးနှစ်ဖက်အတွက်ပို့ပြီးတော့အကျိုးရှိမယ်လို့ထင်နေပေါ့နော်ကိုကလူတယောက်ကိုချစ်တယ်ဆိုလို့ရှိရင်လေသူ့ကိုချစ်တယ်လို့ပြောမှသာသူ့ဘက်ကလည်းစဉ်းစားလို့ရမယ်ကိုကလည်းရှေ့ဆက်လို့ရမယ်နောက်ဆုံးရလို့ရမယ်ပေါ့နော်အဲကဲလူကမချစ်ချင်တော့တဲ့အခါကျရင်လေသူ့ကိုပြောပြလိုက်ပါအဲ့ဒါမှသာသူကလည်းချစ် ရှေ့ဆက်မလားအဲနောက်ဆုတ်မလားသူ့ဘက်ကပဲနောက်ဆုတ်ပြီးသွားမလားအဲ့လိုသူလဲစဉ်းစားလို့ရမှာပေါ့နော်အဲ့တော့ယူပြီးသွားရင်တော့အဲကွဲကွာရမှာပေါ့နော် ကွာရှင်းပြည့်စဲလောက်ရမှာပေါ့နော်ပြီးလို့ရှင်ကိုကဘလို့မျိုးတွေနဲ့အဲကိုဘက်ကမချစ်တော့ဖြစ်တဲ့တကြောင်သူ့ကိုဘလို့နစ်နာကြီးတွေနဲ့အဲကွာရှင်းပြည့်စဲမှုတွေသူ့ရဲ့တောင်းဆိုမှုအတိုင်းလုပ်ပေးနိုင်မလဲအဲ့ဒါရေတော့တာဝန်ယူရမှာပေါ့နော်တကယ်လို့သာသူနဲ့ကိုနေရချစ်သူရီးစားအဆင်ပဲရှိသေးတယ်ဆိုရင်တော့တရားဝင်ဖွင့်ပြောလိုက်ပါအဲချစ်သူရီးစားနှောင်းကသူ့ကိုလိုက်ပြီးတော့ချစ်ရေးဆိုတဲ့အတိုင်းပဲအခုတခါလဲသူ့ကိုပြန်ပြီးတော့အဲတရားဝင်အဲရင်ရင်ကျေးကျေးနဲ့ပဲပေါ့နော်နှစ်ဦးသဘောတူတ နေရာရလေးမှာချိန်ပြီးတော့ငါတို့ဒီလမ်းခွဲကြရအောင်ငါနှင်းကိုလုံးဝမချစ်နိုင်တော့ဘူးဆိုတဲ့အကြောင်းကိုပညာသားပပလီနဲ့တစ်ဖက်ကလည်းခံနိုင်ရရှိအောင်ကိုယ့်ရဲ့ခံစားချက်ကိုအရင်ဆုံးပြောပြလိုက်ပေါ့နော်ငါမချစ်နိုင်တော့ဘူးလို့တွားပြောရထက်စာရင်ငါငါဘလူဘလူဖြစ်နေတယ်ဘလူတွေလည်းရှိနေတယ်အဲ့တော့ငါတို့ရဲ့ဆက်ဆံရေးကဘလူမှရှေ့ဆက်လို့အဆင်မပြေလောက်တော့ဘူးလို့အဲတရားဝင်ပွန့်ပွန့်လင်းလင်းသူ့ကိုပြောပြလိုက်ပါဒါမှသာသူကလည်းကိုယ့်မချစ်တဲ့သူတယောက်ကိုအဲဆက် ဆက်ပြီးတော့ရှေ့ဆက်မလားနောက်ဆုတ်မလားဆိုတော့သူလည်းစဉ်းစားလို့ရမှာပေါ့နော်။ဒါကြောင့်ကိုဘက်ကမချစ်ချင်တော့တဲ့အခါကျရင်လေမချစ်ချင်တော့တဲ့အကြောင်းကိုကိုရဲ့ချစ်သူဖြစ်ခဲ့တဲ့သူကိုတရားဝင်ပွန့်ပွန့်လင်းလင်းလေးပြောပြပေးကြပါလို့ဒါမှသာဟိုကိုကိုမချစ်တော့တဲ့သူတယောက်ကိုချစ်နေတဲ့သူလည်းအဲရှေ့ဆက်ရမလားနောက်ဆုတ်ရမလားသူလည်းစုံဖြတ်ပိုင်권ရှိမှာပေါ့နော်။အဲတော့တစ်ဖက်ကိုလေးစားတော့အဖြစ်ကိုကမချစ်ချင်တော့တဲ့အခါကျရင်လေအဲမချစ်ချင်တော့တဲ့အကြောင်းလေးကိုပြောပြီးမှသာ တခြားသူတယောက်အပေါ်မှာပြန်ပြီးတော့အချစ်ချင်းမြတ်တာတွေကိုပြန်ဆပေါ့နော်တကယ်လို့ကွာဒီဘက်ကလည်းမပြောရသေးပဲနဲ့အာနာလို့ဘာဖြစ်လို့ညာဖြစ်လို့ဆိုတာထက်တခြားတယောက်ကိုလည်းဒီတယောက်နဲ့အတရားဝင်ပြက်စဲရသည်မဖြစ်ပေနဲ့တခြားတယောက်ကိုသွားပြီးတော့အချစ်တီတက်ဝင်ပြီးတော့ချစ်သူကြီးစားဖြစ်နေဆိုကိုဘက်ကသစ္စာဖောက်ရကြရတယ်ပေါ့နော်အဲ့ဒါကြောင့်တစ်ဖက်ကိုအရင်ပြက်စဲပြီးမှသာနောက်တစ်ဖက်ကိုကူးဖို့ကိုကတော့ဆန္ဒပြုခြင်းနဲ့ပြီးလို့ရှိရင်အဲအားလုံးကိုလည်းပြောချင်တာက ချစ်တဲ့အခါကျရင်လည်းချစ်တယ်လို့ဖွင့်ပြောရတဲ့တတိရှိသလိုမချစ်ချင်တော့တဲ့အခါကျရင်လည်းမချစ်ချင်တော့ဘူးလို့ဖွင့်ပြောရတဲ့တတိလေးမွေးပြီးမှတခြားတယောက်ကိုအဲချစ်ကြပါလို့အဲကျွန်တော်ကနေပြီးတော့အချစ်မခံရတော့တဲ့သူတွေဘက်ကကိုစားအဲဒီဘက်ကနေထက်လောင်းပြောပြချင်တာပေါ့နော်အဲ့တော့ချစ်ကြတဲ့ချစ်သူတိုင်းလည်းပေါင်းစည်းကြရပြီးတော့တယောက်နဲ့တယောက်မချစ်ဘဲနဲ့လည်းပေါင်းစည်းရတဲ့သူတွေမဖြစ်ကြပါစေနဲ့လို့ဒီကနေပြီးတော့စုမုံကောင်တောင်းပေးလိုက်ပါရခင်ဗျာအဲ့တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုအခုလိုပဲမိမိတို့ရဲ့ခံစားနေရတဲ့အခြေအစည်းပေါ် ွားရေးလူမှုရေးပညာရေးကျန်းမာရေးတွေနဲ့ပတ်သက်ပြီးတော့ရင်ဖွင့်ကျင်နေဆိုရင်တော့အွန်လိုင်းဆိုးထံမှာတဆင့်ရင်ဖွင့်စာအစီအစဉ်ကိုလိမ့်မှုပြီးတော့စာလော်လေးတွေပြီးဖို့တောင်းဆိုနိုင်ပါတယ်ခင်ဗျာအားလုံးပဲအခုကြည့်ရှုနေကြတဲ့တယောက်ချင်းစီတယောက်ချင်းစီတိုင်းလဲစိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစီဘေးရန်တွေအပေါင်းမှာကင်းဝေးကြပါစီကက်ကြီးသုံးပါးမှကျော်လွှားနိုင်ကြပါစီအသက်ရှူတိုင်းဝေဝင်ကြပါစီခင်ဗျာအားလုံးပဲမင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ပါစီခင်ဗျာ